ယူကောက်ပွဲကော်မရှင်မှာအယူခံတင်ထားတယ်အခုကြားနေရတဲ့သတင်းတွေကလည်းယူကောက်ပွဲကော်မရှင်ကဒီပယ်ဖျက်ထားတဲ့ကိုယ်စားလှယ်လောင်းတွေပေါ့နော်ပြန်လည်စီစဉ်မှုတွေလုပ်နေတယ်ဆိုတော့အဲ့ဒီအပေါ်မှာဘလောက်အထိမျှော်လင့်ထားလဲပြီးွားလို့ရှိရင်ဒီယူကောက်ပွဲအခင်းအကျင်းပေါ့လေဒီအခင်းအကျင်းမှာဒေါ်သက်သက်ခိုင်ကပါဝင်ဖို့စိတ်အားထက်သန်မှုဘလောက်ရှိလဲဘလောက်အထိမျှော်လင့်ထားလဲဆိုရင်အခု86ရောက်ပယ်ခန်းတာဟုတ်တယ်86ရောက်တဲ့မှာအဲတချို့လဲအယူခံမဝင်ဘူးတချို့အယူခံဝင်မယ် ဒီအယူခံဝင်တဲ့အကုံလုံးတွေအယူခံဝင်တဲ့ကိုကိုစလဲလောင်းနေအကုံလုံးတဲကတယောက်ပဲပေးမယ်ဆိုရင်တော့အဲ့တယောက်ကျမများဖြစ်မလားလို့တော့ကျမကအဲ့လောက်ထိ ကျမမျောလင့်ပါတယ်ရှင့် လာမျိုးတွေကလည်းဝယ်မင်္ဂလာပါဆိုတော့နိုဝင်ဘာလ၁ရက်နေ့ဖြစ်ပါတယ်ပထမဦးဆုံးကဒေါ်လာယင်းနဲ့ပတ်သက်တဲ့သတင်းဦးသတင်းချူသတင်းကောင်းလေးတွေကိုယူဦးစွာနားဆင်ကြည့်ပါပြီးတော့ကျွန်တော်ဗီဒီယိုတွေကို reaction လုပ်ပေးပါမယ်ပထမဦးဆုံးသတင်းလေးကတော့ AIRI တိုင်းရေချီမျိုးမှရဲစခန်းမှာရဲချင်းချင်းစကားများရန်ဖြစ်ရာကနေပြီးတော့မှပြစ်ခတ်မှုဖြစ်ပွားပြီးတော့ဒူရဲကိုတူစေယုံတင်ထားရတဲ့အကြောင်းကိုရဲသတင်းရင်းမြစ်ကနေပြီးတော့မှသိရပါတယ်အော်တိုဘလ29မှာ6ရက်နေ့မှာလေးမျက်နှာမျိုးနဲ့ရဲစခန်းကနေပြီးတော့မှရဲတပ်သားကျော်စောလင်းကရေကြီးပြိုးမှရဲစခန်းကိုအလောက်တော်ဝင်နဲ့လာရောက်စင်မှာ ဒူရဲအုပ်တဦးနဲ့စကားများရံဖြစ်ခဲ့တဲ့အကြောင်းအဲ့လိုမျိုးစကားများရံဖြစ်စင်မှာရဲတပ်သားကျော်စောလင်းကသူကိုက်ဆောက်ထားတဲ့တနက်နဲ့နှစ်ချက်ပြစ်ခတ်ခဲ့တာဖြစ်တဲ့အကြောင်းလည်းသိရပါဗျ။ဒီလိုမျိုးပြစ်ခတ်မှုအတွင်းမှာဒူရဲအုပ်ကကြီးထိမှန်ပြီးတော့မှအပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ရေကြီးစေးုံမှာတက်ရောက်ကုသနေတဲ့အကြောင်းဒူရဲအုပ်ကတော့ဒဏ်ရာအခြေအနေပြင်းထန်တဲ့အကြောင်းမလို့စိုးရင်ရပြီးတော့မှလက်ရှိချိန်ထိကုသမှုခံယူနေရဆဲဖြစ်တဲ့အကြောင်းလည်းသိရပါဗျ။ဖျားသကြားမှလို့အဲ့ဒူရဲအုပ်တည်သွားပါစေလို့ပဲဆုတောင်းပေးပါဗျ။အဲ့လိုမျိုးတည်သွားတော့မှသာလေကျွန်တော်တို့အတွက် အပေါ်မှာဆိုရင်ကြီကုံတက်တာလေဗျာတက်လာမှာတို့ချင်းချင်းခိုးခိုးချင်းပြန်ကြိုက်တဲ့ကိစ္စတော့ဝမ်းတာရောမှာတပါအချားမရှိပါနော်အဲနှစ်ကောင်လုံးထိပေါ့အေးတာပဲနော်โอเคဆိုတော့နောက်တစ်လေးလေးကတော့ဒါကျွန်တော်တို့မန္တလေးတိုင်းညောင်မြို့နယ်ငတရောင်မြို့နယ်ကွဲမှာစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုဂျာပြတ်တက်ခဲ့ရမှာစစ်အုပ်စုဘက်မှာထိခိုက်သေးဆုံးမှုတွေနဲ့အတူစစ်ကြောင်းလန်ပြီးတော့မှပြန်လည်ဆုတ်ခွာသွားခဲ့လို့ညောင်မြို့နယ်ပကပရဲ့တာဝန်ခံကိုစည်းကပြောပါတယ်ဆိုတော့ဒါကျွန်တော်တို့ ဒီပြီးခဲ့တဲ့အော်တိုဘလာ22မှာ9ရက်နေ့မနက်ပိုင်းကငါတရမြို့နယ်ရေစကန်ကနေပြီးတော့မှထွက်လာတဲ့အချမ်းဘက်စစ်အင်အားပေါ့နော်တရာကျော်နဲ့ဒေါ်လာရင်းတက်တွေကဏဘောက်ရေကန်အနီးမှာထိတွေ့တိုက်ပွဲနိုင်ဝက်ကြဖြစ်ခဲ့လို့သိရတယ်ပေါ့နော်ဆိုတော့ဒီကျွန်တော်တို့အချမ်းဘက်စစ်ကြောင်းကိုညောင်ဦးပါခဖပကံပြီဘလူးတက်ပေါ့နော်အဲ့ကတခွဲမှုရဲဘော်မင်းခန့်နဲ့ညောင်ဦးခရင်အထူးတက်ခိုက်ရဲ့အဖွဲ့ခေါင်းဆောင်ပေါ့နော်ရဲဘော်ရရန်တို့ဥဆောင်တဲ့ဒေါ်လာရင်းပူပေါင်းတက်တွေကဂျားပြတ်တက်ခိုက်ခဲ့တာလို့သိရတယ်ဆိုတော့ဒါကျွန်တော်တို့ လဲဒေါ်လာရင်းတက်တဲ့ဘက်ကလည်း RPG နှလုံးနဲ့ပေါ့နော်အီနာကဘုံသေးအပြင်ငချင်းမီနဲ့လက်နက်ငယ်တွေပါအတုံးပြတက်ခတ်ခဲ့တဲ့အတွက်အချက်ပတ်စစ်တဲ့ဖျို့ဖျက်ဖြစ်ပြီးတော့မှစစ်ဦးလန်သွားခဲ့လို့သိရတယ်ပေါ့နော်ဆိုတော့အချက်ပတ်စစ်တဲ့အနေနဲ့သူတို့ရဲ့မူလဥတီချက်ဖြစ်တဲ့အိုရင်းကြီးရွာကိုမုံမွေရောက်နိုင်တဲ့အတွက်ကြောင့်မို့လို့ရွာတဲကိုတက်ခတ်ရေးဂျုံတွေအုံပြပြီးတော့မှမီးလောင်ဘုံတွေကြဲကြဲတက်ခတ်ရမှာနေစံကားလုံးထပ်မနေမီးလောင်ပျက်စီးသွားခဲ့တဲ့အကြောင်းလည်းသိရတယ်ဒါအပြင်တိုက်ပွဲတွေမှာအချမ်းဘက်စစ်သား၈ယောက်တိတ်ဆုံးပြီးတော့မှတိကိတ်တန်ရရှိတဲ့သူ၁၆အဲကျွန်တော်၁၈ယောက်ပေါ့နော်၁၈ယောက်ကိုလည်းကားရည်နဲ့ပြန်ပြီးတော့မှ တင်ဆောင်သွားတယ်ညောင်ဦးစေယုံမှာအရေးပေါ်ကူတာပေးနေရတဲ့အကြောင်းလည်းကိုစည်းကပြောပါတယ်အမလေးအားရလိုက်တာ၈ယောက်၁ယောက်သေးတယ်၁၈ယောက်ကကြတော့အရေးပေါ်တင်ထားရတယ်ဆိုတော့ဝမ်းသာယုံမှာတပါအချားမရှိပါဘူးနော်ဒါငတ်တရောက်ကဖြစ်ပါတယ်ကျောင်းညောင်ဦးကညီကိုတွေဖြစ်ပါတယ်ဗျနောက်ထပ်တဲ့နေ့ကတော့ဒါကျွန်တော်တို့မကွေးတိုင်းပေါ့မြွနယ်အတွင်းမှာ စစ်ကြောင်းထိုးလာတဲ့အချမ်းပတ်စစ်တပ်ကတဲဆောင်လာတဲ့အပဂျီထိပ်ဖူးပောက်ကွဲပြီးတော့မှစစ်သားနှုတ်ဦးသေဆုံးပြီးတော့မှတော်လန်ရဲဘော်တွေကနေမြေရှင်းလင်းရေးပြုလုပ်စင်မှာစစ်သုံးဆောင်ပစ္စည်းတွေတိတ်ဆီရမိခဲ့တဲ့အကြောင်းကိုစိတ်ဖြူပျောက်ကြားတကူတော့ကြားဆိုပြည်သူ့ကော်မတီ LDF ကကိုကြားဆိုကပြောပါတယ်အော်ဘလာ29ရက်နေ့ကနေစတင်ပြီးတော့မှစိတ်ဖြူမြို့နယ်ကပ္ပဆာ20နှစ်ကနေထွက်လာတဲ့အင်အား100ခန့်ပါတဲ့စစ်တပ်စစ်ကြောင်းကပေါင်မြို့နယ်အတွင်းကိုစစ်ကြောင်းထုံးဝင်ရောက်လာတာဖြစ်တဲ့ကြောင်းလည်းသိရပါဗျ။ဒီကြမ်းမတ်စစ်တပ်စစ်ကြောင်းကညနေပိုင်းမှာ မုံတိုင်းချောင်းအနီးမှာပေါ့နော်အဲ့မှာရှိတဲ့အကြံဇရက်မှာပေါ့နော်နားနေစင်မှာ RPG ထိပ်ဖို့ပောက်ကွဲပြီးတော့မှဖြစ်ပွားခဲ့တယ်ဒီပောက်ကွဲမှုအတွက်မှာစစ်သားနှုတ်ဦးသိဆုံးခဲ့ပြီးတော့မှထိခဲ့တဲ့အရာရှိတဲ့သူတွေလည်းရှိတဲ့အကြောင်းကိုလည်းသိရတယ်ပေါ့နော်ဟိုသူ့သူ့သူ့အတက်နဲ့သူပြန်ဆူတာပဲသူတို့ပစ္စည်းနဲ့သူတို့ပြန်ပြီးဒုက္ခရောက်စေတာပဲနော်အဲ့တော့ဟိုဘာမှမလုပ်လိုက်ရပဲねကျွန်တော်တို့ဘက်ကပြောမှဆိုရင်မွေးငါနှစ်ပွက်ရရတာလေဒီတရင်လောက်ဝမ်းသာစရာကောင်းတာရှိအောင်မလားခုနကလည်းဒါကျွန်တော်တို့လေးမျက်နာဘက်ကနေပြီးတော့မှဒါရေကြီးဘက်မှာဟောဒါကျွန်တော်ရေး အခုကစက်သားအမလေးသူတို့သူ့တက်နဲ့သူ့အတက်နဲ့သူတို့ပြန်ပြန်စူးနေကြတာလို့နော်အဲ့တော့နောက်ထပ်သတင်းလေးကတော့ဒါကျွန်တော်တို့တော်လန်စစ်ပေါ့နော်စင်ရွဲလိုတဲ့ရဲဘော်ဒူးချင်းဖြစ်စေတက်ဖွဲ့လိုက်ဖြစ်စေဒါကျွန်တော်တို့ပူးပေါင်းပါဝင်နိုင်တယ်ဆိုပြီးတော့မှမန္တလေး PDF ကဖိတ်ခေါ်ထားတဲ့အကြောင်းအရာလေးကိုပြောချင်တာပါဒါကျွန်တော်တို့ကျွန်တော်တို့စီအိုနဲ့လာပြောင်လာခဲ့ပါတဲ့စစ်တကယ်တိုက်နိုင်မှုနဲ့လိုအပ်တာတွေတက်စစ်ပံပိုးနိုင်ဖို့ကကျွန်တော်တို့အပြည့်အဝတာဝန်ယူပါတယ်ဆိုပြီးတော့မှ MTY PDF ကနေပြီးတော့မှပြောပါတယ်တော်လန်စစ်ကိုစင်ရွဲလိုတဲ့ မိတ်ဆွေရဲဘော်တွေအနေနဲ့လူပုဂ္ဂိုလ်တူဦးတယောက်ချင်းသာမကအစုအဖွဲ့လိုက်တပ်ဖွဲ့လိုက်လာရပူပေါင်းပါဝင်နိုင်တဲ့အကြောင်းကိုပြည်သူ့ကော်မတီတက်မှာတော့မန္တလေး PDF ကနေပြီးတော့မှအော်တိုဘာလ32မှာတရက်နေမှာဖိတ်ခေါ်လိုက်တယ်ပေါ့နော်ဆိုတော့ဒီကျွန်တော်တို့ဒါ TNL ကလည်းပြောမှဆိုရင်ဒါမိုးကုတ်တို့မိုးမိတ်တို့ကနေပြီးတော့မှသူတို့ကဆုတ်ခွာပေးမယ်လို့ပြောတယ်ဆိုတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှမန္တလေး PDF မှာလည်းဒါလိုအပ်တဲ့စင်အားအတွက်ကိုပေါ့နော်ဒါပြောမှဆိုရဲဘော်အသစ်တွေကိုခေါ်ယူလိုက်တဲ့သဘောပဲအပြီးွားရင်ဒါကျွန်တော်တို့နောက်တစ်ခုကပါလဲဆိုတော့ ဒီရဲဘော်အသစ်ဆိုတာထက်ကိုတကယ်ကိုတိုက်ရိုက်ခိုက်ရှိတဲ့ရဲဘော်ဟောင်းတွေကိုလည်းပြန်ခေါ်တာလေဒါဒီသဘောလည်းတက်ရောက်ပါတယ်ဒါကြောင့်မို့လို့မိသားစုတွေအနေနဲ့လည်းပြောရမယ်ဆိုရင်တကယ်ကိုစစ်တိုက်လို့စေအပြေအဝရှိတဲ့ပြောရရင်ရဲဘော်ဟောင်းတွေနဲ့လည်းပြန်ပြီးတော့မှမိုးကုတ်မြို့ကိုကာဝယ်ဖို့အတွက်မန္တလေး PDF နဲ့တော့ရောက်ပြီးတော့မှပူးပေါင်းပေးကြပါလို့တော့မဟာမိတ်တပ်ဖွဲ့တွေကိုလည်းကျွန်တော်ဒီနေရာကနေပြီးတော့မှမန္တလေး PDF ရဲ့ကိုစားကျွန်တော်လည်းဒီနေရာကနေပြီးတော့မှလာရပူပေါင်းပေးပါလို့တောင်းဆိုခြင်းပါတယ်ဆိုတော့ဒါမန္တလေး PDF နဲ့ပတ်သက်တာပါเนาะဆိုတော့ဒီကျွန်တော်တို့ မန္တလေး PDN နဲ့ပတ်သက်ပြီးတော့မှကျော်ပြောမရလဲတော့လေသတင်းစကားလေးပြောချင်လို့ပါတဲ့ဒီကတော့ဗျာသတင်းစကားဆိုတာလည်းဟိုပြောရရင်ကျွန်တော်တို့အလင်းလာဝဲမှာဆိုတဲ့ပုံစံမျိုးပဲပြောတာမျိုးပဲဖြစ်မှာပါနားထောင်ကြည့်အောင်ဒီကောင်လေးဒါမျိုးကလည်းတခြားပြောသေးတာမရှိဘူးလေနော်โอเคနားထောင်ကြည့်အောင်မိုးကိုဆိုအခုဘာလဲဘာဖြစ်လဲအခုမိုးကိုဆိုရင်ဘာဆက်ဖြစ်ပြီလဲဆိုတော့ TNL လေးကသူစောက်ပါမယ်လို့ပြောပြီးမိုးကိုကနော် TNL သူစောက်ပါမယ်လို့ TNL လေးကပြောပြီးမဲ့မဲ့ပြောပြီးမဲ့ ဟိုကောင်တွေကကြတော့အခုမန္တလေး PDF တို့ PDF အုပ်စုတွေကအခုမိုးကုတ်မြို့ထဲမှာသူတို့နေရာဝင်ယူပါမယ်သူတို့ကာကွယ်မယ်မိုးကုတ်မြို့သူတို့ထိန်းချောင်းမယ်သူတို့ကာကွယ်မယ်ဆိုပြီးတော့ထကျင်ညာလာတယ်အဲ့တော့ကျင်ညာတဲ့အပြင်ဘာဆက်လုပ်လဲဆိုတော့ PDF တွေကိုမိုးကုတ်မြို့ကာကွယ်ဖို့တဲ့ PDF လူငယ်အစ်စ်တွေကိုဖိတ်ခေါ်ပါတယ်ဆိုပြီးတော့ PDF အစ်စ်တွေကိုထပ်ခေါ်ပြီးလူခေါ်လူသစ်ခေါ်နေပြီဆိုတော့လူသစ်ခေါ်ခြင်းအကြောင်းအရာဘာလဲဆိုတော့လူဟောင်းတွေမရှိတော့လို့ရှင်းရှင်းလေးလူသစ်ခေါ်ရဲဆိုတာလူဟောင်းတွေမရှိတော့လို့ပြီးတော့အင်အားတွေပြုံးတင်းနေလို့အင်အားတွေမရှိတော့လို့လူသစ်ခေါ်တာ အင်အားရှိနေလူသစ်မခေါ်ဘူးဘာဖြစ်လို့ဆိုတော့အင်အားရှိမှာတော့ဘာကိစ္စလူသစ်ခေါ်မလို့လူတယောက်ခေါ်လို့တိုးလာရင်တိုးလာတဲ့တယောက်ကျွေးမွေးစရိတ်ကုန်ကြစရိတ်လက်နက်တက်စင်တဲ့စရိတ်ဝက်စားစရိတ်ဆေးဝါးစရိတ်ဗာစရိတ်ညာစရိတ်ကတအားထောင်းတာအဲ့တော့အဲ့လိုထောင်းနေတဲ့ကြားထဲကလူသစ်ခေါ်မလားခင်ဗျားတို့ပြန်စမ်းတော့လူသစ်ခေါ်မလားခေါ်ပါချင်းအကြောင်းရင်းကဟိုဘာလဲဆိုလူမရှိလို့လို့ခေါ်တာအဲ့တော့ TNL တွေကလည်း तू ဆုတ်မယ်လို့ပြောပြီးသွားပြီအဲ့တော့တေချာကဆုတ်မယ်လို့ပြောပြီးသွားပြီဖြစ်တဲ့အတွက် तू ဆုတ်ရလိမ့်မယ် तू မဆုတ်ရင်စစ်တပ်ကကြည်နေမှာ ကျွန်တော်ကဒီနေရာမှာ mandate pdf နဲ့ pdf ဖွဲ့ကိုပြောချင်တာတစ်ချက်ရှိတယ်အဲ့ဒါဘာလဲဆိုတော့ mandate pdf အဲ့ pdf ထဲမှာနေကြတဲ့ညီငယ်ညီမငယ်ဂျူလီပဲမေးချင်တာမင်းတို့ရဲ့ခေါင်းဆောင်တွေဘလို့ပြန်မေးရမလဲအေးငါတို့ကအဲ့မိုးကောင်ကခံတိုက်မယ်ဆိုတာဆိုခံတိုက်လို့မိုးကုန်မျိုးငါတို့ခံတိုက်နိုင်မယ်ဘလောက်ခံနိုင်မှာတစ်လလားတစ်နှစ်လားငါတို့ဘလောက်တောက်ခံနိုင်မှာငါတို့အသက်တွေဘလောက်ပေးရမှာမိုးကုန်မျိုးငါတို့ကာကွယ်နိုင်မှာလဲအဲ့ဒီကိုမေးရပြီးဟုတ်ပြီမိုးကုန်မျိုးကရတဲ့အကျိုးစီးပွားတွေရောငါတို့ဘလောက်ခံစားရမှာလဲမေးရမယ်ပြီးမိုးကုန်မျိုးမှာငါတို့ခံတိုက်တာတော့မှန်တယ် ်ငါတို့ရဲ့လက်နက်တွေခရမ်းနေရဘယ်ရရမှလဲစားနေကဘယ်ရရမှလဲအဲ့ဒီမိကုန်းတွေကိုရှင်းအောင်ပေးရမယ်တပ်မတော်လင်းပြန်လာတဲ့ခါငါတို့ကအဲ့လင်းကိုငေါ့ပြီးသေးနေငေါ့ဘန်းရမှလားဒါမှမဟုတ်တနက်ထောင်ပြရမှလားဘာလို့ရမှလဲရှင်းအောင်ပေးရမယ်မဟုတ်ဘဲနဲ့မဟုတ်ဘဲနဲ့ဟာမင်းတို့ချာချာချာဆိုပြီးတော့ဘာဖြစ်လဲဆိုတင်သာဆန်းတို့ဟိုကောင်တွေစိုးသူရဇော်တို့ကချာချာချာပျောက်ပေးပြီးတော့တို့ကရွှေနောက်ကကြောက်ကြောက်တွေတူးနေမှာဆိုရင်တင်မားပြီးတဲ့တင်မယ်ဟိုကောင်တွေချမ်းသာတာစိုးသူရဇော်တို့ဟိုကောင်ပြလဲဟိုတင်သာဆန်းတို့ကချမ်းသာတယ်အဲ့ဒါစဉ်းစားဖို့လိုတယ်နော်အဲ့တော့ တက်ကနေနဲ့လာတဲ့ခါကြလို့ရှိရင် PDF တွေကသေးကြအောင်မယ်ဈာညံ့အောင်မယ်သေးကြအောင်မယ်တက်ကိုဘလို့ရှင်းတိုက်မလဲတက်ကိုရှင်းတိုက်ဖို့အတွက်တလရှင်းတိုက်မယ်ခါတလရှင်းတိုက်ဖို့အတွက်လုံလောက်တဲ့လက်နက်ခရမ်းရှိပြီလားကြည်စံလောက်လောက်သလားလက်နက်ရှိသလားဘန်ကာတွေကောင်းကောင်းရှိသလားကောင်းကောင်းရှိသလားပြီးတော့ supply chain စားသမားတွေကလည်းလက်နက် supply chain ရှိသလားအဲ့ဒါတွေတေချာပြန်စဉ်းစားဖို့လိုတယ်စစ်တပ်ကိုရှင်းတိုက်မယ်လို့စဉ်းစားတိုင်းမှာတိုက်ချင်ရင်တိုက်လို့ရတယ်ဒါပေမဲ့စဉ်းစားတိုင်းမှာငါတို့မှာရှင်းတိုက်ဖို့အတွက်လုံလောက်တဲ့လက်နက်ခရမ်းနဲ့စားသမားတွေကရှိရလားဆိုတဲ့မေးခွန်း ကိုဟာကိုပြန်မေးရမယ်မရှိဘဲနဲ့တိုက်ခိုင်းနေရင်အဲ့ဒါမင်းတို့သေခိုင်းနေတာမင်းတို့ကသေဟိုကောင်တွေကကြောက်တူးပြီးတော့ချမ်းသာဒါပဲဖြစ်မှာအဲ့တော့ PDF ညီငယ်ညီမကြီးစဉ်းစားဖို့လိုတယ်ဒါရှင်းရှင်းလေးပဲအဲ့ဒါဥမာစွတ်ပြီးတော့သွေးကြွနေသေးတယ်ချချင်ဦးမယ်ဆိုရင်ချဖို့ကျွန်တော်တို့ကဘာမှမပြောလို့မလုတ်ကြဖို့ပဲတိုက်တော့နေဖြစ်နိုင်ရင်တက်မတော်နဲ့ညှိနှိုင်းပြီးတော့ဟိုမိသားစုဆံပြန်လာခဲ့အဲ့ဒါအကောင်းဆုံးကျွန်တော်တိုက်တော့နေတာအခုအဲ့လိုမဟုတ်ဘဲနဲ့မရောချမယ်ကွာဆိုလဲကျွန်တော်မတားပါဘူးချပါကိုဒေါ်လာနဲ့ကိုကမတားဘူး อืมဆိုတော့ငါလည်းမင်းကိုပြောစရာပေါ်လာတာဗာလဲဆိုတော့ဒီမန္တလေး PDF ကြောင့်ဘယ်လောက်သိလို့လဲမန္တလေး PDF ကမြို့သိန်းတွေပါတိုက်လာတာเนาะမန္တလေး PDF စစ်တိုက်ဆွဲရုံမင်းလည်းသိတာလည်းမဟုတ်နောက်တစ်ခုကဗာလဲဆိုတော့မန္တလေး PDF စစ်တန်းတန်းစင်းရင်လူဝင်အားဘယ်လောက်နဲ့စင်းနေဆိုတော့မင်းသိလားနောက်ပြီးွားရင်တဲ့နဲ့အင်အားတို့ဂျီအင်အားတို့ရိတ်ခါတို့ဘာလို့မင်းပြောနေကြရတော့မလို့မင်းဆောက်လို့မဟုတ်နောက်တစ်ခုကဘာလဲဆိုတော့ဟိုမင်းတို့စစ်တပ်တွေကပါစတယ်လို့ပြောလေ3လနေလို့3လနေလို့လာစာလာစာမရတဲ့កောင်တွေများမှတ်နေလား အရုံးကြီးကိုရီးယား MOD MOD NUG MOD အောက်ကလူတွေသူတို့မှာပုံမှန်လားစာရှိတယ်မင်းတို့စစ်တပ်ကဟာတယ်လို့ပြောဖြတ်စားလက်စားမရှိဘူးအဲ့ဒါမင်းတီးဖို့လိုတယ်တိလားစောက်ဘောလေးအဲ့ဒါကိုမင်းတီးဖို့လိုတယ်နောက်တစ်ခုကဘာလဲဆိုတော့အရင်ရှိရှိလာတိုက်လေဘာရယ်စောက်ကြီးစောက်ကြဲကြီးပြောနေရတော့မန္တလေး PDF မှာလည်းသူ့အနေနဲ့သူသူတို့ဒီမျိုးထိမ့်သိမ့်နိုင်တဲ့အတွက်ကြောင့်မို့လို့သူတို့ယုံကြည်တဲ့အတွက်ကြောင့်မို့လို့သူတို့မင်းတို့ကိုစိန်ခေါ်တာလေးဒါဒဲ့ပဲနောက်တစ်ခုကဘာလဲဆိုတော့ဟိုဘာလဲ မင်းတို့ကဟိုဘယ်လိုပြောမလဲမင်းတို့ကတာလုံအင်အားနဲ့ပဲတိုက်ပါပဲဒါမင်းတို့တိုက်နေတဲ့အချိန်မင်းတို့တိုက်သူတို့တိုက်မနေတော့တဲ့အချိန်သူတို့ဆုတ်ခွာနေဥစ္စာမျိုးကြရတယ်ငါတို့ကជីជីပြူပြူလက်ခံပေးရမှာဘာလို့လဲဆိုတော့နိုင်ငံတနိုင်ငံရဲ့ဘန်နာကိုခုထိုင်နေတဲ့စစ်တပ်ကြီးကိုငါတို့ညီကိုတော်တွေကပြည်သူတွေကနေပြီးတော့မှတော်လန်ပြည်သူတွေရာနဲ့လှူတဲ့အားနဲ့သူတို့မှလုံနေရတာကွာငါတို့နားလိုက်ပေးတဲ့ဒီကလေးတွေပုံမှာဘာမှပြောစရာမရှိဘူးဒါပေမဲ့မင်းတို့လိုကောင်းမျိုးတွေရဲ့စောက်ကြီးစောက်ကျဲပြောတာကတော့နည်းနည်းတော့ငါတို့ကဟိုဘယ်လိုပြောမလဲဟိုရည်ချင်တာပေါ့ကွာတဲ့လားမင်းသိထားဖို့က PDF တွေက ်ယာတူးလိုချင်တဲ့သူတွေမဟုတ်ဘူးနေရယူချင်တဲ့သူတွေမဟုတ်ဘူးတာဝယ်ယူချင်တဲ့သူတွေနော်မင်းတို့စက်တက်တဲ့အကောင်နေလိုမျိုးငါတို့ကအင်အားပြုံးတီးလို့ခေါ်နေတာမဟုတ်ဘူးကွာသိလားလိုအပ်တဲ့အင်အားကိုပြုံးတီးလို့ခေါ်တာမဟုတ်ဘူးထပ်ပေါင်းထည့်နေတာများတဲ့မြောင်းအင်အားမြောင်းထပ်ပေါင်းထည့်နေတာတကယ်တကယ်အင်အားနေနေတာမင်းတို့စက်တက်ကောင်နေခြေထဲမှာပါစရဲဘလောက်တိန်နေလဲဆိုတာမင်းသိလားမင်းတို့တွေကတော့မသိနိုင်တဲ့အလုံးပိတ်ခန်းတွေရပြီးစောက်ကြီးစောက်ကြဲနေမြမတက်မတော်ကြီးကိုချီးမောကနေဖွဲ့နေတယ်အပြေပြေမှာဘလောက်တိတ်တယ်လဲမင်းသိလား၄ကီကော်တို့ ဟမ်မေဝါခီတို့မှာဘယ်လောက်တည်နေမင်းသိလားမကရင်ပြည်နယ်ဘက်တွေကရင်ပြည်ဘက်တွေဘယ်လောက်တည်နေမှဟိုတနင်္လာရီတိုင်းဘက်တွေဟမ်သိလားစောက်ကြီးစောက်ကြီးတအားပြုတော့ခွေးသားโอเคဆိုတော့နောက်တစ်ပြည်တစ်ပိုင်းတကူကတော့ဒါကျွန်တော်တို့ဒီကိုထူးကျော်ကလည်းမန္တလေး PDF နဲ့ပတ်သက်ပြီးတော့မှာပေါ့နော်ဒါမိုးကုတ်မြို့ကိုကာဝယ်မဲ့မန္တလေး PDF နဲ့ပတ်သက်ပြီးတော့မှာသူကမန္တလေး PDF ကိုပေါ့နော်ဒါသူအတိပေးစကားသတိပေးစကားပေါ့နော်ဒါအပြင်ကိုမန္တလေး PDF အပြင်မန္တလေး PDF နဲ့ပူးပေါင်းပြီးတော့မှာဒီစာကစာကိုခုခံတွန်းလှန်မဲ့နော် ီကျွန်တော်တို့ data တွေပတ်ကဖားတွေဘောနော်သူ့အနေနဲ့အတိပေးတတိပေးစကားပြောလာပါတယ် TNL နဲ့လည်းကျွန်တော်တို့ပတ်သက်တယ်ဘောနော်အဲ့အကြောင်းအရာလေးကျွန်တော်တို့အားလုံးအတူတူနားထောင်ကြည့်အောင်ပါဘိုးကမိုးမိတ်ကနေမျိုးမျိုးတွင်းကနေ TNL တွေဆုတ်ခွာသွားတဲ့အထိပြဿနာမရှိဘူးနော်ကျွန်တော်တို့ဆက်လက်ပြီးတော့ခုခံကာကွယ်တိုက်ခိုက်မယ်ဆိုတော့ကျွန်တော်တို့ရဲ့ညီကူတော်လာရဲ့အဖွဲ့အစည်းတွေကိုကျွန်တော်ကဝေမာကြံပြုတ်ချင်တာတကယ်လို့များမိုးကုန်းနဲ့မိုးမိတ်ကိုစစ်ကောင်စီတပ်ကပြန်ဝင်လာမဲ့နေ့ရက်ကိုရောက်လို့ ဌာနဆိုင်ရာယဉ်တန်းတွေတော်တိုင်ရင်တက်ဖွဲ့ယဉ်တန်းတွေဝင်လာတဲ့နေ့ကြရင်သူတို့ကြီးမဟုတ်ပါပဲနဲ့လာရှိုးကိုဝင်တယ်လို့နော်ထီရန်တွေကအဲ့ဒီသူတို့ရဲ့စစ်ယဉ်တန်းကြီးကိုအကာအကွယ်အဆောင်ရှောက်အပြည့်စုံနဲ့မိုးကုန်းနဲ့မိုးမိတ်ကိုခေါ်သွင်းလာခဲ့ရင်မိုးကုန်းနဲ့မိုးမိတ်ကိုစစ်ကော်မရှင်တပ်ထံပြန်လည်မပေးဘူးဆက်လက်ပြီးတော့ခုခံကာကွယ်တိုက်ခိုက်မယ်ဆိုတော့ကျွန်တော်တို့ရဲ့ဒေါ်လာရဲ့အဖွဲ့အစည်းတွေအနေနဲ့ဘယ်လိုတောက်ပြန်ဖို့ပြင်ဆင်ထားတာရှိပါသလဲ လည်းတားလိုက်ပါပဲပြင်ဆင်ထားဖို့လေလိုအပ်ပါတယ်ကျွန်တော်တို့ယောဂါဆိုတာကမဖြစ်ခင်ကကြိုတင်ကာကွယ်တာကပို့ပြီးတော့ထိရောက်ပါတယ်ကျွန်တော်ကဖြစ်လာမယ်လို့မပြောဘူးเนาะမဖြစ်ခင်ကြိုတင်ကာကွယ်ပြီးတော့ပြင်ဆင်ထားချဖို့ကျွန်တော်ဝေဖန်အကြံပြုပြီးတော့အတိပေးတာပါမိနေမှာဆိုလို့ပါခင်ဗျားတို့အဖွဲ့အစည်းခေါင်းဆောင်တွေကကျွန်တော်တို့ထပ်ပို့ပြီးတော့သိပါတယ်เนาะဒါကကျွန်တော်ကျွန်တော်တို့ရဲ့ဒေါ်လာရေးဖွဲ့စည်းကြီးကိုမွန်မာတွေရဲ့ လိုအပ်ချက်ဖြစ်မှာဆိုတော့ကျွန်တော်ကတက်ပြီးတော့ဝေဖန်အကြံပြုတ်ပြီးတော့အတိပေးတာပါအဲ့ဒါလေးကျွန်တော်တို့ပြင်ဆင်ထားဖို့လိုအပ်တယ်နောက်ပြီးတော့ NUG MOD မှာတာဝန်ထမ်းနေတဲ့ဝန်ချီးတွေနောက်ပြီးတော့လူချီးတွေနော်ခင်ဗျားတို့လည်းဒီမိုးကုန်းနဲ့မိုးမိတ်ကိုစစ်ကောင်မရှင်တက်လက်သေးကိုတရုတ်ကူညီနဲ့ပြန်ပေးလိုက်ရပါပြီလို့တရားဝင်ထုတ်ပြန်ထားတာတော့မှပြည်သူလူထုတွေခွန်အားဖြစ်အောင်စိတ်ကြမကြအောင် တိတဲ့တိထိုက်တဲ့ချပြတဲ့နဲ့အရာမျိုးတွေစကလုံးတွေရှာပြီးတော့စာလဲမထုတ်ပြန်ဘူးစကလုံးနဲ့လည်းတက်ပြီးတော့ line မော်တက်ပြီးတော့မပြောဘူးဟင်ခင်ဗျားတို့ငြိမ်လားညီလားဟမ်လူချီးတွေငြိမ်လားပါလားခင်ဗျားတို့တောက်ချိုးတွေတိတ်မဟုတ်ဘူးနော်အချောင်းလေးချောင်းစားမလုပ်ကြနဲ့နော်ခင်ဗျားတို့ NU ချီကဝန်ချီးတွေရော MOD ကလူချီးတွေရောအချောင်းလေးချောင်းစားမလုပ်ကြနဲ့ကျွန်တော်ကမပြောချင်လို့ကြည်နေတာ MOD ကလူကြီးတချို့ဆိုတဲ့ကောင်းလေးလဲကျွန်တော်ကတွေ့ဘူးတယ်စကားပြောဘူးတယ် နော်ကျွန်တော်က MOD ကပါစေယုံချုပ်ကပါရေးရေးယုံကပါထောက်ယုံကပါကျွန်တော်ကပါပါပါဘာလိုက်တာပြောတာလဲမင်းတို့မင်းတို့ပုံစံနဲ့ကြည့်လိုက်ရင်စစ်ပုံမပြောနဲ့ဆော့ပုံတော့မလာဘူးဘယ်နေရာကနေဘာပြဿနာဖြစ်လို့ဟိုဝန်ချိကတ်ဒီဝန်ချိကတ်ပြီးတော့ MOD မှာနေရာတွေဝင်းယူဟိုတောင်ဝန်ဒီတောင်ဝန်ခြေကစစ်တနံကိုကောင်းကောင်းမွန်မွန်တော့တတ်ဘူးမဲ့ပုံမပေါ်ဘူးစီးပီးစစ်ကတ်ကိုလည်းနားလည်မဲ့ပုံမပေါ်ဘူးတရင်ပိုးရကောင်းမဲ့မသိဘူး ်မင်းတို့ MOD ရဲ့အမှန်ဒီစိတ်မော်စားဘူးဒီနေရာကနေကိုနေရာသွားမှဆိုကိုနေရာမှာရှိတဲ့အဖွဲ့အစည်းကိုတရင်ပို့ရတယ်အဲ့ဒါတွေတော့မင်းတို့တလုံးတစ်ပါးသားများနားမလည်ပဲနဲ့နေရာဝန်ယူနေတဲ့အကောင့်တချို့တွေကိုလည်းခင်ဗျားတို့သိချာစစ်စစ်ဒီကိစ္စကိုလည်းပြည်သူတွေစိတ်တက်မကြအောင်ခင်ဗျားတို့ပြင်ဆင်ပြီးတော့တက်ပြောစာထုတ်တွေ့လို့နေကျွန်တော်လည်းပြောကြအောင်ကျွန်တော်ကမမြင်ဘူးอืมတော့ဒါကမန္တလေး PDF နဲ့ data တွေပကဖတွေကိုပေါ့เนาะစက်တက်နဲ့ပတ်သက်ပြီးတော့မှအဲကျွန်တော်တို့ တို့လှမ်းလာမဲ့ခြေလှမ်းတွေကိုပေါ့နော်ဒါဒီကိုကအတိပေးခဲ့တဲ့လိုမျိုးပဲ NUG မှာရှိနေတယ်ပေါ့နော်တချို့ဝန်ချီဆိုတဲ့သူတွေနော်လူဝန်ချီတွေပေါ့ဗျာအဲ့လူတွေကိုပေါ့ဒါပြောမယ်ဆိုရင်ခင်ဗျားတို့နေနေလေကိုထူးကျော်ပြောတာအမှန်ပဲဗျာဒါလားခင်ဗျားတို့တွေမှာလုံးဝစစ်သားပုံမကြတဲ့ကောင်တွေအများကြီးပဲကျွန်တော်မြေပြင်မှာရှိခဲ့တဲ့ကောင်ကျွန်တော်တိပြီးသားစောက်ဆရာကြီး guide နေတယ်တကယ်တကယ်တိလားဆိုအဲ့လောက်ကြီးပြောမယ်ဆိုရင်ကိုလူငယ်တွေလောက်တော့မှအဲ့ကောင်တွေဟိုဒီကောင်တွေရဲ့ own of brain လေပဲအဲ့လောက်ထိမှီတဲ့ကောင်မျိုးမရှိဘူးဗျာတိလား ခင်ဗျားတို့ကြည့်ရနီးစက်ရလေကိုကိုဘယ်လိုပြောမလဲအဲဗာလဲခင်ရဆွေမျိုးမေယာဟင်းကောင်းလားအဲ့လိုမျိုးပုံစံမျိုးခင်ဗျားတို့ဆွဲထည့်ထားတဲ့ပုံစံမျိုးဖြစ်နေတယ်ဟိုကဘလိုကောင်မျိုးလဲဆိုတော့ကျွန်တော်ဒူးဒူးခေါင်လိုကောင်မျိုးတွေပေါ့တကယ်ဆောက်ဘောတွေပဲသိလားကျွန်တော်တို့ကလေခင်ဗျားတို့ဖြစ်စေချင်တာပါဆိုတော့ခင်ဗျားတို့ refund လုပ်ဆိုတာကဗာလဲဆိုတော့လေခင်ဗျားတို့စီရေးအရှိန်နဲ့ပတ်သက်ပြီးတော့မှကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့လည်းလိုအပ်တဲ့ဥစ္စာတွေကိုဒီထက်ကိုထိထိရောက်အောင်လုပ်စေချင်တာဟိုတဘောတရားတစ်ခုကတန်တမာရေးပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့ဗျာခင်ဗျားတို့ဒီမှာဝန်ကြီးဌာနတွေရှိပါတယ် ဲ့ဒီဝင်ကြီးဌာနရဲ့အနေနဲ့ဒီထက်ပို့ပြီးတော့မှအလုပ်ကိုတစနှစတော့မဟုတ်ခင်ဗျား၃လေးစပို့ပြီးတော့မှလှုပ်စေချင်တာဘာလို့လဲဒီချိန်ကဒီကာလအရန်အရေးကြီးနေပြီခင်ဗျားတို့တွေကမသိနိုင်တဲ့နေရာတွေမှာနေနေပြီးတော့မှဒီ PDF တွေလောက်တော့ခင်ဗျားတို့အားဆိုင်ထုတ်မှုမရှိဘူးဆိုရင်ခင်ဗျားတို့ဝင်ကြီးတဲ့လုပ်မနေနဲ့ကျွန်တော်တို့ share လာမသိဘူးကျွန်တော်တို့အကုန်လုံးဝေဖန်ပါနော်အကုန်လုံးကိုပြောပြပါခင်ဗျားတို့ထက်တိလို့တက်လို့ပြောတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့ရှုပ်ရရင်မှခင်ဗျားတို့တိတာတက်ကိုကျွန်တော်တို့ပို့တိတယ်အဲ့ဒါယုံလားတော့မသိဘူးဒါလေးကိုပြောချင်တာဗျာတိလားကလေးတွေကိုတနာပါ လူငယ်တွေကိုတနာပါသူတို့လည်းအိမ်ပြန်ကြတယ်ပြီခမားတို့ကအိမ်ပြန်ကြနာမပြန်လာပြန်လာတော့မသိဘူးကျွန်တော်တို့လည်းအိမ်ပြန်ကြတယ်ကလေးတွေလည်းအိမ်ပြန်ကြတယ်ကလေးတွေရဲ့မျက်နှာကိုထောက်ပြီးတော့မှခမားတို့တက်နိုင်တာလေးတွေလှုပ်ပေးပါဒါလေးတော့ကျွန်တော်ခမားတို့ NUG ကိုတိုက်တွန်းခြင်းနဲ့ဗျာနော်ဒီထက်ပို့ပြီးတော့မှအားတက်တရောလေးလှုပ်ပေးပါအောင်နော်စူးစမ်းပြီးတော့လှုပ်ပေးပါအောင်တစားနှစားတော့မဟုတ်သုံးလေးစားပေါ့ဗျာလှုပ်ပေးပါအောင်ဗျာကျွန်တော်လည်းတောင်းဆိုပါတယ်ပြောရတာလည်းမောလာပြီဗျာခမားတို့ပြောရင်ပြောရလို့ပြောတဲ့လူတော်ရှက်လာတခါကြီးကြောက်လဲတကယ်ပေါ်လား Okay so not a video file တကူရတော့ဒီကျွန်တော်တို့ တတ်ခိုင်တတ်တ်ခိုင်မဲတတ်တ်ခိုင်ဒီလောက်တောင်မှစစ်တပ်ကဖြုတ်ထားတာတော့မှအမတ်နေရာနေပြီးတော့ဖယ်ရှားထားတာတော့မှဒီဟာမကြီးကအမတ်ဖြစ်ချင်နေသေးတယ်။အမ BBC ရတဲ့ဒီကောင်မကိုသွားဖြူးတယ်ဗျာကြည့်ကြည့်အောင်အခုလေကျွန်တော်တို့ကြားနေရတဲ့ပတင်းရှိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဒီပယ်ဖြတ်ခံထားရတဲ့တဲ့ကိုစလေလောင်းတွေကိုပြန်လဲစီစစ်ပြီးတော့ဥရိယလူကင်းသူတွေကိုလက်ခံပြီးတော့ပေါ့လေမကြခင်မှာပြန်လဲထုတ်ပြန်မယ်ပေါ့နော်စည်ရင်ထုတ်ပြန်ပေးမယ်ဆိုပြီးတော့ကျွန်တော်တို့ သတင်းတွေထွက်နေတာကြားရတယ်ဗောလीအဲ့တော့ဒေါ်သက်သက်ခိုင်အနေနဲ့လည်းအယူခံဝင်ထားတယ်ဆိုတော့အခုလို့ထွက်ပေါ်လာတဲ့သတင်းပေါ်မှာဘယ်လိုမြင်လဲအာကျွန်မကျေးဇူးတင်ပါတယ်ရှင်ဝန်တာပါတယ်ရှင်အဲဆိုတော့ဟိုစဉ်းစားတဲ့အထဲမှာ86ယောက်ရှိရလို့ပြောပါတယ်86ယောက်အထဲမှာကျွန်မအပါပေါ့နော်86ယောက်ကိုပြန်စဉ်းစားမှာအဲ86ယောက်လုံးကလည်းအယူခံဝင်ကျွန်မဝင်မှာပေါ့နော်အဲတချို့လဲဥမာအဲဒီဒီကိုစလင်လောင်းတယောက်ဒီသူ့မွေးတော့ကသူ့မိဘ နှစ်ပါးလုံးသို့မဟုတ်တစ်ပါးပါးကနိုင်ငံသားမရသေးရင်ဝင်ခွင့်မရှိဘူးဆိုတဲ့ဟာပေါ့နော်အဲဆိုတော့အထာမျိုးတွေဆိုရင်တော့ဟိုအရင်အရင်ရွေးကောက်ပွဲတွေတော့လည်းပယ်ဖြတ်ခံရတာလေးတွေကြားဖို့ပါတယ်ရှင့်2020တော့လည်းကျွန်တော်တို့တရားကိုယ်စားလှယ်လောင်းတက်ရောက်ပါပါတယ်အဲအဲ့တော့တော့အယူခံမဝင်ခဲ့ပါဘူးဒါဥပဒေကဒီလိုပြထားတယ်ဆိုတော့ဆိုတော့ဒီ86ရောက်တဲ့မှာလဲဟိုဟိုအကြောင်းမျိုးစုံရှိမှာပေါ့နော်အဲဆိုလို့ရှိရင်ဟိုအဲ့အဲ့ထဲကအယူခံဝင်တဲ့လူတွေကိုတော့ပြန်စဉ်းစားပေးနေတယ်လို့ ပြန်စစ်စားပေးမယ်နဲ့တူပါတယ်ရှင်။ဒေါ်သက်သက်ခိုင်ကလီတမ်တော်ကာကွယ်ရေးဦးစီးချုပ်ပူဂျုံကူကြီးမြောက်လိုင်းနဲ့လည်းရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်။သူ့ရဲ့အစိုးရအဖွဲ့ဝင်လည်းဖြစ်ခဲ့တာပေါ့နော်။ဝင်ကြီးဖြစ်လည်းတာဝန်ထမ်းဆောင်ခဲ့တယ်။အဲ့တော့အခုကိုယ်စလဲလောင်းဖြစ်ကနေပြီးတော့ပယ်ဖြစ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပူဂျုံကူကြီးရှိကိုကောအကူအညီတောင်းခံခဲ့တာမျိုးရှိလား။ကျွန်တော်အဲ့24ရက်နေ့ကတပြိုင်နက်ပေါ့နော်ဟိုဒီပြည်တော်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကိုပေးတဲ့စာအတိုင်းပဲ အဲကျွန်မဘိုးချုပ်မူကြီးမင်းအွန်လိုင်းစီလဲပေးထားပါတယ်ရှင်ပေးထားပါတယ်အဲသို့တော်လဲပေါ့နော်ဟိုဒါ UEC ကတော့ပြည်အောင်စုရွေးကောက်ပွဲကော်မရှင်ကတရားလွတ်လပ်တဲ့အဖွဲ့အစည်းဖြစ်တယ်အဲဆိုတာမျိုးလဲရှိတာပေါ့နော်ဟိုဥပဒေအရတရားလွတ်လပ်တဲ့အဖွဲ့အစည်းရှိတယ်အဲဆိုတော့နောက်နောက်တစ်ခုရှိတာကတော့ဒေါက်တာအေးမောင်လို့လို့မျိုးပေါ့နော်ဒေါက်တာအေးမောင်ကတော့တခြားပုံမှာပေါ့နော်တခြားပုံမှာ ਨੇ အဲနိုင်ငံတော်ကနေဒါနိုင်ငံတော်အကြီးအကဲလွတ်ငင်းချမ်းသာခွင့် ਨੇ ရွေးကောက်ပွဲဝင်လို့ရသွားတယ် အဲ့ဒါလေးပေါ့နော်ကျမကကြတော့ timing ပေါ့ timing ကကျမကစောစီမပြောဘဲနဲ့လေအဲဟိုဒီနှစ်ဟိုပေါ့16ရက်နေ့မှာတက်တေကန်ကပ်ပြားထုတ်တယ်21ရက်နေ့ကျစထုတ်တယ်အမှန်ခေါ်မေးတာတို့ပါတို့ပေါ့နော်ဆိုတော့ဒါဘလို့ဖြည့်ရှင်းပေးနိုင်လဲဆိုတဲ့ဟာမျိုးလေကျမကခေါ်မေးတာတို့ပါတို့ဟောအဲ့လိုလဲမရှိခဲ့ပါဘူးအာမရှိပေမဲ့လည်းကျမတော့ရှင်းပြခွင့်မရတာတော့မဟုတ်ပါဘူးရှင်းပြပါတယ်ကျမ24ရက်နေ့ကကိုယ်တိုင်သွားတယ် အဲဥက္ကဋ္ဌနဲ့လည်းတွေ့ခဲ့တယ်ဒီဒီ UGC ဥက္ကဋ္ဌနဲ့လည်းတွေ့ပြီးတော့ကျမကိုယ်တိုင်ဟိုပါပေါ့နော်ဒီအတနာခံစားကျမလက်ထဲဥက္ကဋ္ဌလက်ထဲအရောက်ကျမပေးခဲ့ပါတယ်။နောက်မနေ့ကတော့ကျမစာတခါထပ်တင်တယ်။ကျမဒီ3000တော့လက်တလုံးတွင်းလိုက်ပါတယ်။ဆိုတော့ကျမဘာကိုပြောချင်တာလဲဆိုရင်ကျမကမ္ဘောဇာဘာကိုလည်းပြောချင်တာအဲကျမတို့ကတာဝန်ဒီဒီပေးရန်ရှိတာဝန်ကျမတို့ကမပေးချင်တာမဟုတ်ဘူး။မပေးချင်တာမဟုတ်ဘူးဒါဒါစူးစမ်းပြီးပေးတယ်ဆိုတဲ့ဟာကမ္ဘောဇာဘာကိုလည်းကျွန်မပြောချင်ပါတယ် အဲပြီးလို့ရှိရင်လည်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရောပြည်သူလူထုရောကျမပြောချင်တာကျမရွေးကောက်ပွဲတကယ်ဝင်ချင်တာပေါ့နော်ဗိုလ်ချုပ်မှုကြီးရှိကိုပေါ့လေစတင်ခဲ့တယ်လို့ပြောတယ်သူ့ဘက်ကတစုံတရာတုံ့ပြန်မှုဘယ်လိုရှိလဲအိုး UEC ရောဗိုလ်ချုပ်မှုကြီးရောကတော့ကျမဘာမှမတုံ့ပြန်သေးပါဘူးရှင်ကျမထင်တာသူတို့တုံ့ပြန်မဲ့ပုံစံကစာထုတ်ပေးမယ်ပေါ့နော်ဒါဟိုအဲဒါဟိုဒီအတီအတီဟိုပေါ့ကျမအတနာခံထားတဲ့စာကို အစာရပေါ့နော်ကျမတို့ဒီအမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းမှာပယ်ဖြတ်သည်ဆိုတဲ့အကြောင်းကြားစာကိုဟိုရုပ်သိမ်းလိုက်သည်ဒါမှမဟုတ်ရင်ဒါဝဲဆက်တီးပြုတ်ပြီးတော့အဲဒီလိုမျိုးဆုံးဖြတ်ချက်တစ်ခုကိုတော့စာနဲ့လာမှာပါရှင့်အဲသို့တော်လည်းဟိုလိုအစိုးရသဘောတရားကတော့ကျမလည်းအဲ့ဒီဟာမမျှော်လင့်ပါဘူးအစိုးရသဘောတရားကတော့စာတင်လိုက်လို့ဟိုရပါတယ်လို့ပြောတာတော့ဘာလို့တော့မရှိဘူးပေါ့နော်ဒါပေမဲ့ကျမလူကိုယ်တိုင်ပဲဟိုတင်ခဲ့တာဆိုတော့လေအဲဆိုတော့စာတော့ရတယ် အဲပြီးလို့ရှိရင်သတင်းတွေထွက်နေတာကလည်းဟိုပုတ်ပြန်ထိုင်ပြီးတော့အဖွဲ့နဲ့ဆုံးဖြတ်မယ်အဲ့လိုမျိုးလေးလဲအဲသတင်းတွေလည်းကြားတော့ဝန်တာပါတယ်ရှင့်ဒီပေါ်တက်တဲ့ခိုင်ကနေပြီးတော့ယူကောက်ပွဲကော်မရှင်မှာအယူခံတင်ထားတယ်အခုကြားနေရတဲ့သတင်းတွေကလည်းယူကောက်ပွဲကော်မရှင်ကဒီပယ်ဖျက်ထားတဲ့ကိုယ်စားလှယ်လောင်းတွေပေါ့နော်ပြန်လည်စီစဉ်မှုတွေလုပ်နေတယ်ဆိုတော့အဲ့ဒီအပေါ်မှာဘလောက်အထိမျှော်လင့်ထားလဲပြီးွားလို့ရှိရင်ဒီရွေးကောက်ပွဲအခင်းအကျင်းပေါ့လေဒီအခင်းအကျင်းမှာဒေါ်တက်တဲ့ခိုင်ကပါဝင်ဖို့ စိတ်အားထက်သန်မှုဘလောက်ရှိလဲဘလောက်ထိမျောလင့်ထားလဲဆိုရင်အခု86ရောက်ပဲခံရတာဟုတ်တယ်86ရောက်ထဲမှာတချို့လည်းအယူခံမဝင်ဘူးတချို့အယူခံဝင်ပဲဒီအယူခံဝင်တဲ့အကုန်လုံးတွေအယူခံဝင်တဲ့ကိုကိုစလဲလောင်းနေအကုန်လုံးတဲကတယောက်ပဲပေးမယ်ဆိုရင်တော့အဲ့တယောက်ကျမများဖြစ်မလားလို့တော့ကျမကအဲ့လောက်ထိကျမမျောလင့်ပါတယ်ရှင့် ဆိုတော့လေကျွန်တော်ပြောရတာတခုတော့ရှိရပြသလားဒီမိမသည်မြန်မာပြည်သူလူထုအတွက်ကိုတိတ်ကူကြောက်စရာကောင်းတဲ့မိမနောက်တစ်ခုကပါလဲဆိုတော့ရန်ကုန်မှာရှိတဲ့ပြည်သူတွေအတွက်ကိုတိတ်ကူကြောက်စရာကောင်းတဲ့မိမဗျာပါလဲဆိုတော့ဒီကောင်မစီးပွားရေးသမားဖြစ်တဲ့ကြောင့်မို့လို့နိုင်ငံကိုစီးပွားအတွက်တွတ်နေတာနောက်တစ်ခုကပါလဲဆိုတော့ဒီကောင်မရန်ကုန်တိုင်းဝင်ကြီးတိတ်ဖြစ်ချင်တာ NLD နဲ့သူခွာပြဲတဲ့အဓိကအကြောင်းရင်းတဲကတစ်ချက်ကပါလဲဆိုတော့ဦးဖြိုးမင်းသိန်းကရန်ကုန်တိုင်းဝင်ကြီးဖြစ်တဲ့အချိန်မှာဒီကောင်မက NLD ကိုလုံးဝကိုမချိုက်တော့တာ အခုကြည့်လိုက်တော့သူဝင်ကြီးဖြစ်တဲ့ကာလမှာ၁၇နဲ့ပေါင်းပြီးတော့ပါသူဝင်ကြီးဖြစ်တဲ့ကာလမှာတွေ့ရမလားမှာ68 resident တွေ့ရမလားအဲ့လိုမျိုးတွေအင်အားတွေဘာတွေပေါ့ဗျာဒီကောင်မလုတ်ပိုင်권တွေလိုချင်တာဒါကြောင့်မို့လို့ဒီကောင်မအမတ်တို့ဝင်ကြီးတို့ဖြစ်ချင်တာရှင်းရှင်းလေးနော်အဲ့တော့ဟိုသူတို့ဟာမမျိုးတွေရှိနေတဲ့တော့တိုင်းပြည်ကသွားမှာပဲဒါကိုသိစေချင်တာနော်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်နောက်တစ်ခါမှပြန်ဆုံတွေ့ပါမယ် Platter Review ပြီးတော့ YouTube Channel ဖြစ်ပါတယ်ကြည့်ရှုအားပေးတဲ့မျိုးတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့တလုံးတဝပြည့်ဝနိုင်ကြပါစေဗျာ